အရှင်ဖုရားမတိတာကို အလင်းပြပြီးတော်မူပါဖုရားညောင်ပင်ကိုခုတ်ထင်းရှင်းလင်းရင်မြတ်စွာဘုရားကိုမဖူးမြော်ရဘူးဆိုတာ ဟုတ်ပါသလားဖုရားဘယ်လိုညောင်ပင်မျိုးတွေပါလဲဖုရားအလင်းပြပြီးတော်မူပါဖုရားတဲ့စပါပေမှာညောင်ပွင့်မိဖုရားကိုမဖူးတွေ့ရမိပုဂ္ဂိုလ်ခုနှစ်မျိုးဆိုတာ ဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်ခုနှစ်မျိုးကဘသူတွေလဲဆိုတာကိုအရင်ဆုံးပြောပြပါမယ်နော်၁ထူပါဗေဒ စေတီပထိုးဖျားចောင်းပြန်များကိုဖြစ်စည်းတော်သူနှင့်ဗောဓိဗေဒဗောဓိညောင်ပင်ကိုဖြစ်စည်းတော်သူ၃အာရမဗေဒဖျားစာတရားစာများကိုဉာဏ်သောနေရာ၌အသုံးပြု၍ဖြစ်စည်းတော်သူ၄ဘိက္ခုဗေဒတန်ခါအချင်းချင်းတစ်ပါးနဲ့တစ်ပါးမတည့်အောင်ကုန်းတိုက်၍တန်ခါတင်ခွဲတော်သူ၅ဘိက္ခုနီဗေဒဘိက္ခုနီမကိုအကျိုးနဲ့အောင်မေထုံမှီဝဲဖြစ်စည်းတော်သူ၆ပင်စာနန္ဒရိယဗေဒ င်္စာနရိယကံ၅ပါးကိုကျူးလွန်ထားသူခွနဲ့တတ္တရဒိဋ္ဌိဘေဒမှားသောအယူရှိသောသူတို့ပဲဖြစ်ပါတယ်ဒါဟာနောင်ပွေမိဖျားကိုမဖူးတွေ့ရမိပုဂ္ဂိုလ်ခွနှမျိုးပဲဖြစ်ပါတယ်အဆိုပါပုဂ္ဂိုလ်ခွနှမျိုးထဲမှာဘောဓိဘေဒဘောဓိညောင်ပင်ကို ဖြစ်စည်းသောသူဆိုတာပါပါတယ်ဘယ်လိုဘောဓိညောင်ပင်မျိုးကိုပြောတာလဲဆိုရင်ဖျားရှင်တတ်တော်ထင်ရှားရှိစဉ်တုန်းကအမိပြုပြီးပွင့်ခဲ့တဲ့ဘောဓိညောင်ပင်နဲ့ ဖယားရှင်အားရေမှန်းပြီးပူဇော်တဲ့အနေနဲ့စိုက်ပျိုးထားသောဗောဓိညောင်ပင်မျိုးကိုပြောတာပါအဲ့ဒီလိုဗောဓိညောင်ပင်မျိုးတွေကိုဖြည့်ဆည်းမိမယ်ဆိုရင်တော့ဗောဓိဗေဒဖြစ်ပါတယ်သာမန်အလေးကျပေါက်နေတဲ့ညောင်ပင်တွေကိုဖြည့်ဆည်းတာကတော့ဘာအပြစ်မှမဖြစ်ပါဘူးเนาะ